ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့စကိုင်းငလင်လို့မခေါ်ပါနဲ့မန္တလေးငလင်လို့ခေါ်ပေးပါတဲ့မြောင်းလိုက်ပါတွေကြောက်နေလေပြောပြပါပြီတဲ့ ရဲဘော်ရှန်လေးမင်္ဂလာပါရှင်အခုကြောင်ရံရဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်ဒီနေ့ဧပြီလ10ရက်နေ့ဒီနေ့မှာတော့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်လူငယ်တွေလက်ဆောင်ထက်ချက်တွေအကြောင်းကိုကျွန်တော်အမိပါတွေကိုတင်ပြပေးပါပါဆိုတော့တရက်ထဲမှာ အကြမ်းဖက်စစ်ခွေးတပ်တွေစုံုံတုံးပြီးတော့မြို့နှစ်မြို့ကိုစွန့်ခွာထွက်ပြေးသွားရတဲ့ဖြစ်စဉ်ကြီးတွေအကြောင်းမှာကျွန်တော်တို့ဒီတင်းတွေမှာကျွန်တော်တို့ရန်ကုန်တက်လို့နာမည်ကြီးတဲ့တမခါ80ဆမစုံတုံးသွားတဲ့အကြောင်းကြီးကြားရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါပထမဆုံးကျွန်တော်မိဘတွေကိုအင်းတော်မျိုးဆိုအောင်ဆိုတဲ့အကြောင်းတင်ပြပေးမှာဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေဥဆောင်ပြီးတော့တိုက်ခိုက်ခဲ့တဲ့အမြေပြင်စီးအချင်းတွေတွေကိုတင်ပြပေးမှာဖြစ်တဲ့ကျွန်တော်ရဲ့မိဘပြည်သူရဲပေါ့ရဲပဲတဦးချင်းစီတိုင်းဝင်ကြီးစုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်လိုင်းကူလိုင်းကူနာလိုင်းကူဂျပန်လိုင်းကူဒုတိယဟာပထမဘုတ်တွေပထမကလေးနဲ့နံပါတ်1နဲ့ချင်းတဲ့ ကာခွေရေးတပ်ဖွဲ့ဝင်လူငယ်တွေဥဆောင်ပြီးတော့တိုက်ခိုက်သိမ်းပိုက်ခြေမုံးနိုင်ခဲ့တဲ့အင်းတော်မျိုးဆိုးအောင်အစ်စ်ဖြစ်ပါတယ်ဆိုတော့ဒီအပိုင်းတွေအတွင်းမှာကျွန်တော်တို့လူငယ်တွေရဲ့ဒါပိဆက်မှုတွေကျွန်တော်လူငယ်တွေရဲ့ရဲရင်ပြတာမှုတွေကိုကျွန်မိဘတွေဒါသတင်းတွေ တစ်ခုဝေးတစ်ခုကြားနေရမှာဖြစ်တယ်။မှန်တယ်။ဒီကနေ့မှာပရမဦးစွာကျွန်တော်မိဘတွေကိုတင်ပြပေးချင်တာကတော့သခိုင်းညီမချင်းမတုတ်တင်ခံလိုက်ရတဲ့တာမခ89အဲ့တာမခ89ဆိုတာရန်ကုန်တက်လို့နမည်ကြီးနေတဲ့တက်ပါ။ဆိုတော့ဒီကနေ့ဒါကျွန်တော်ရဲ့ဗီဒီယိုညီကုန်းမှာဆိုရင်ရခိုင်ပခိုးအဆက်မှာ ညောင်ကျိုးတိုက်ပွဲအတွင်းကနေပြီးတော့ထွက်ပြေးသွားတယ်တောက်ဆုံးနေစဲဗျူဟာမူအခုချိန်ထိရှာဖွေလို့မရသေးသလိုနောက်ထပ်ရန်ကုန်တက်လို့နာမည်ကြီးနေတဲ့တမခ89ကတမမူးနဲ့အကျမဖတ်စစ်ခွေးတွေကိုပါကျွန်တော်တို့တွေလိုက်ရှာပေးရမယ်ပုံသဏ္ဍာန်တွေကိုကျွန်တော်တင်ပြပေးမှာဗျဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်လူငယ်တွေလက်ဆောင်ထပ်သွားတဲ့ တိုက်ပွဲကိုပဲပြန်ပြီးတော့တောက်အောင်ပါစကိုင်းတိုင်းအင်းတော်မြို့မှာတော့ရန်ကုန်တက်ဆိုတဲ့ကောင်းကြီးနာမည်ကြီးပါတယ်ဆိုတဲ့ကောင်းကြီးအရန်ကိုဒါနိမိဝါတွေကျွဲဝပါတယ်အရန်ကိုကြမ်းတမ်းပါတယ်အရန်ကိုစစ်ရေးကျွဲပါတယ်ဆိုတဲ့ကောင်းတွေစမုံတုံးသွားခဲ့ရပါတယ်အကြောင်းလေပဲအကြောင်းဖတ်စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်ကစကိုင်းငလင်လို့မခေါ်ပါနဲ့တဲ့ ဆိုတော့မန်လင်းငလင်တို့သူဘာကြောင့်ပြောင်းလဲသတ်မှတ်တာလဲကျွန်တော်မိဘတွေရဲ့ထင်ကြီးအမျိုးမျိုးရှိမှာပါကျွန်တော်ကတော့ထင်ကြီးရှင်းပါတယ်ဘာကြောင့်သူစကိုင်းငလင်ကိုဗျာစကိုင်းမှာဘိုးချက်တယ်ပြီးတော့လှုပ်ခတ်ခဲ့တဲ့ငလင်ကြီးတကဘာလုံးကလည်းသိတယ်တနိုင်ငံလုံးလည်းသိတယ်ဒါကိုမန်လင်းငလင်တို့ဘာကြောင့်သူပြောင်းလဲလာတာလဲပြောင်းလဲလိုက်တာလဲစစ်ကို ကိုင်းသွားအောင်တိုက်နိုင်တဲ့ကျွန်တော်တို့စကိုင်းကကျွန်တော်တို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေချောင်းလို့ပဲကျွန်တော်ကတော့တုံ့သက်ချင်ပါတယ်ဟုတ်ပါတယ်စကိုင်းငလင်လို့မခေါ်ကြပါနဲ့မန်လေးငလင်လို့ပဲကျေးဇူးပြုပြီးတော့ခေါ်ပေးကြပါဒါတွေကိုပြောတဲ့သူက net တွေဘိုးတော်တွေဘင်းရကြတွေကိုပဲအာနာသိမ့်ပြီးတဲ့က နောက်ဆုံးကျွမ်းကျင်လိမ်မာစွာ ပပနဲ့နဲ့အသုံးပြုလာခဲ့တဲ့တကယ့်ကိုအယူသီးတဲ့အကျမ်းဖတ်ခေါင်းဆောင်မင်းအောင်လှန်အဲ့တော့စစ်ကိုကိုင်းအောင်တိုက်နိုင်ခဲ့တာဟုတ်မြတ်ဒါကြောင့်လည်းပဲစခိုင်းငလင်လို့တော့မှသူတို့တွေမခေါင်းမတုံးရဲလောက်အောင်ဖြစ်သွားလာဒါကတော့ငလင်ဆိုတဲ့ခေါင်းစဉ်နဲ့ အမိလေးချိန်သွားတဲ့အကြောင်းကိုကျွန်တော်မိမတွေကိုတပြပေးနေတာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါလက်ရှိအချိန်နေမှာလဲစကိုင်းနေမီအတွင်းမှာကျွန်မဖတ်စစ်ခွေးတက်ကကောင်းနေတတော်လေးကိုဆူဆူဝါဝါခံစားလိုက်ရတာကိုရန်ကုန်တက်လို့နမည်ကြီးတဲ့တမမှုထပီးခဲ့ရတဲ့တမမှုပြောက်ဆုံးနေတဲ့အเจ้าကတက်တည်ပါဟုတ်ပြီဒါဆိုရင်တော့အင်းတော်မြို့သိမ့်တိုက်ပွဲ ဲ့ဒီမြို့သိတက်ခွဲကိုဘသူတွေတိုက်ခဲ့တာလဲပြီးတော့ဘသူတွေဥဆောင်ခဲ့တာလဲအရန်စိတ်ဝင်စားဖို့ကောင်းပါတယ်ဟုတ်ပြီကျွန်တော်တို့အင်းတော်မျိုးကိုတိုက်ခိုက်သိမ့်ပိုက်ခဲ့တာကပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်ဒါဆိုရင်တော့စကိုင်းတိုင်းကတာခရိုင်အင်းတော်မျိုးကို ကသုံးလုံးခရိုင်မှုရဲ့အမိတ်ပေးမှုနဲ့ဧပြီလ9ရက်နေ့ညပိုင်းမှာအပိသက်တိုက်ခိုက်ချေမှုနိုင်ခဲ့ပါတယ်။နမည်ကြည့်တဲ့ဂျပန်လိုင်ဂူဂုံကျွန်တော်မိပါတယ်။ဒီဂျပန်လိုင်ဂူဂုံမှာနောက်ဆုံးသောကြံရစ်ခဲ့တဲ့အကြမ်းမဖက်စစ်ခွေးတက်ရန်ကုန်တက်လို့နမည်ကြည့်တဲ့ကောင်တွေကိုအမှုတ်ချေနိုင်ခဲ့တဲ့ကျွန်တော်တို့လူငယ်တပ်ဖွဲ့ဝင်တွေ ။ဒါဆိုရင်တော့ကာသုံးလုံးကခရိုင်မှုဆိုတာဘာတူလဲ။ကာသုံးလုံးဆိုတာဘာလဲ။ကျွန်တော်တို့အရင်ဆုံးရှင်းအောင်ပါ။ဟုတ်ပြီ။ကသုံးလုံးဆိုတာကတော့စကိုင်းတိုင်းအထက်ပိုင်းအချင်းပြည်နယ်နဲ့ထိစပ်နေတဲ့ area အတွက်ကရတာခိုင်ကောလင်းခိုင်နဲ့ကမ့်လူခိုင်ဒေသတွေကိုကသုံးလုံးလို့ခေါ်ဆိုကြပါတယ်ခိုင်မှုကတော့ဒီတိုက်ပွဲကိုဥဆောင်ညွှန်ကြားကုတ်ကဲခဲ့တဲ့ ကျွန်တော်တို့ဒီကောက်ဝဲရေးတပ်ဖွဲ့ဝင် KI မှု ABSDF ကဖြစ်ပါတယ်။အင်းတော်မျိုးသိတိုက်ပွဲမှာအချိန်၈လကြာစီးပေါ်ဆောင်ခဲ့ရပါတယ်။ဆိုတော့အဲ့ဒီ၈လကြာစီးပေါ်ဆောင်ခဲ့မှုအတွင်းထဲမှာအချင်းလွတ်လပ်ရေးတက်မတော် KIA အမှတ်၁စစ်တေတာပူပေါင်းတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ဒီကောက်ဝဲရေးတပ်ဖွဲ့ PDF ကျွန်တော်တို့ចောင်းသားတက် ABSDF နဲ့ဒေတာဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ပါကဖတွေပူးပေါင်းပြီးတော့ဆင်နွှဲခဲ့တဲ့ကသုံးလုံးခရိုင်မှုရဲ့အမိန်ညွန်ကြားပေးမှုတွေနဲ့လူတော်လန်ရေးမှပေါက်ဖွားခဲ့တဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေဥဆောင်ပြီးတော့တိုက်ခတ်သိမ့်ပိုက်နိုင်ခဲ့တာပါဒါကြောင့်နှစ်ရက်မြို့နှစ်မြို့ကို တရက်သေးနဲ့တိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့တဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတခါတည်းမှာကျွန်တော်တို့ဒါနိုင်ငံရေးဖြစ်တဲ့စစ်ရေးဖြစ်တယ်။ပြီးတော့ကျွန်တော်တို့နိုင်ငံဟာနှစ်ပေါင်းများစွာကျွန်တော်ပြည်သူကိုနိုင်ပါအောင် ကျွန်တော်ပြည်သူကိုစင်ရဲအောင် ကျွန်တော်ပြည်သူကိုပညာမတက်အောင်လှုပ်ဆောင်လာခဲ့တဲ့အတွက်အချို့သော နေရာလေးတွေမှာကျွန်တော်တို့ဒါ လောက간ရထိမ့်သိမ့်ရတာလေးတွေခတ်တတ်ပါတယ်ဆိုတော့ဒီအခြေအနေတွေမှာကျွန်တော်တို့လူငယ်တွေဟာမိမိတို့လောက်ရမဲ့လောက်ကိစ္စတွေနဲ့မိမိတို့ရဲ့တာဝန်တွေကိုအကောင်းဆုံးစူးစမ်းပြီးတော့နှီးမျိုးစုံနဲ့ကျော်ဖြတ်နေကြတယ်ဆိုတာကိုကျွန်တော်မိဘတွေကိုသိပေးခြင်းတယ်ဆိုတော့ဒီအပိုင်းတွေအတွင်းမှာသတင်းမကောင်းတာလေးတွေလည်းရှိမယ်အဲ့ဒီသတင်းမကောင်းတာတွေကလာဆိုးနဲ့ပတ်သက်တဲ့သတင်းတွေပါ ဆိုတော့လာရှိုးမှာလည်းပဲဒီနေ့ကြာဆုံးရဲဘော်တွေအတွက်ငုံမြူပွဲအခမ်းအနားတွေသူရဲကောင်းပွဲတစ်စိတ်ချင်းမြင့်တာတွေပြီးတော့ကြာဆုံးရဲဘော်တွေအတွက်ထောက်ပံ့ငွေတွေပေးရခဲ့တာတွေပြီးတော့ကျွန်တော်တို့လာရှိုးမျိုးသိန်းတိုက်ပွဲမှာပျက်စီးခဲ့တဲ့အိမ်တွေပြည်သူပိုင်းအိမ်တွေအတွက်ကျွန်တော်ရောကျင်းငွေတွေပေးအပ်ခဲ့တာတွေကိုကျွန်တော်တွေ့ရပါတယ်ဆိုတော့အဲ့ဒီတိုက်ပွဲမှာကြာဆုံးခဲ့တဲ့ဒါတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေဟာ ဲ့ဒီဂုံမြူပွဲကိုတက်လာပြီးတော့သူတို့ရဲ့သက်ဆိုင်ရာမိသားစုဝင်တွေရဲ့ပိဆက်ခဲ့တဲ့ကျွန်တော်တို့ရဲဘော်တွေရဲ့အုတ်ခုလေးတွေမှာသူတို့ရဲ့ငိုကြွေးနေတဲ့အတန်ဟာတော်တော်လေးကိုချက်ချားစရာပါဆိုတော့ဒီရဲဘော်လေးတွေကြာဆုံးခဲ့တာမကြာသေးဘူး ပြီးတော့ဒီရဲဘော်လေးကိုဒီရဲဘော်လေးတွေကြာဆုံးကြာဆုံးခဲ့တဲ့အတွက်ရောဂျင်းအနေနဲ့ပြီးတော့ထောက်ပံ့ဂျင်းအနေနဲ့ပေါ့ဗျာပေးအပ်ခဲ့တဲ့ငွေအဲ့ဒီမိသားစုတွေကမလိုချင်ဘူးမိကြည့်ပါသူတို့မလိုချင်ဘူးကြောင့်ရပြီပါတယ်မလိုချင်ဘူးပြီးတော့ပျက်စီးဆုံးဆုံးခဲ့တဲ့အိမ်တွေအတွက်ပေးအပ်ခဲ့တာကတော့တမျိုးပေါ့ဗျာဒါကတော့ကျွန်တော်ပြန်လိုက်ထူထောင်ရေးဆိုတာကကျွန်တော်နိုင်ငံအတွင်းမှာမဖြစ်မနေလှုပ်ဆောင်ကြရမှာကျွန်တော်ဆုံးရှုံးခဲ့တဲ့အိမ်တွေအတွက် ကျွန်တော်ပြန်လည်ပြီးတော့ပြည်သူကရွေးချယ်လာတဲ့အစိုးရတရက်ကတော့တေချာပေါ့ပုံမူကောင်းမွန်တော့ဒီထက်အမခန့်ချက်ပြေဝတော့ပြန်လည်ထူထောင်ရေးတွေကိုလှုပ်ဆောင်ပေးရမှာအမခန့်ချက်ပြေဝတော့ဆိုတာကလည်းငလင်တန်ကိစ္စတွေတဘောဘေးရန်တွေကိစ္စတွေပါထည့်သွင်းပြီးတော့စဉ်းစားကြရမှာဖြစ်တယ်ဗျာဟုတ်ပြီဒါကတော့အာအချို့သတင်းရင်းမြစ်တွေမှာဆိုရင်အဲ့ဒီထောက်ပံ့ဂျီဟာတရုတ်ကပေးတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာ တရုတ်ကစခဲ့တဲ့မိဟာကျွန်တော်တို့မိဘပြည်သူတွေရဲ့ရင်ထဲအထိဆွဲလောင်ကျွမ်းခဲ့ပါတယ်ဆိုတော့ကျွန်တော်တို့လူငယ်တွေဒီမြန်မာနိုင်ငံနဲ့ကျောင်းတိုင်းရင်းသားတပ်ဖွဲ့ဝင်တွေပူပေါင်းဆောင်ရွက်တဲ့စစ်စင်ရေးတွေမှာကျွန်တော်တို့ရဲ့အသက်တွေကိုကျွန်တော်တို့ပြည့်လူခဲ့ကြတယ်ဒါကိုလည်းတိုင်းရင်းသားတပ်ဖွဲ့ဝင်တီတီကသိပါတယ် ဒါပေမဲ့ဒီရေပေါ်တွေကိုတဦးကြီးစီတိုင်းကိုယနေ့အချိန်ထိ ကျွန်တော်တို့ရဲ့ပြည်သူလူထုတရက်လုံးကမမေ့သေးဘူးဆိုတာကလည်းတိုင်းရင်သာတပ်ဖွဲ့ဝင်အတီးတီးကအမြဲတမ်းအမှတ်ရနေဖို့ရည်ကြည်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့အင်းတော်မျိုးကိုဥဆောင်ပြီးတော့တိုက်ခိုက်ခဲ့တယ်ကျွန်တော်တို့ရဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်လူငယ် PDF ဆိုတော့ ဟိုဘက်ရခော့ကကောင်းနေတော်တော်လေးကိုရင်ခွင်းတာကြာနေပါတယ်။တရက်ထဲမှာမြို့နှစ်မြို့ပြေးလိုက်ရတယ်။ခေါင်းစဉ်တွေအများကြီးသူတွေပြောင်းတယ်။ဆိုတော့ကျွန်တော်တို့ဒါ NUG နဲ့ကျွန်တော်ကာဝေးတက်ဖွဲ့ဝင်တွေကျွန်တော်တို့စီဆိုင်ရာကျွန်တော်ထုတ်ပြန်ကြီးညာချက်တွေကိုသူတို့ကမျက်စောင်းပြန်ထိုးတယ်ဆိုတော့အဲ့ဒီထုတ်ပြန်ကြီးညာချက်မှာလည်းတေချာလေးပြန်ကြည့်အောင်ငလင်တင့် ဒေတာတွေနဲ့သက်ဆိုင်သော နေရာတွေမှာအပတေချာလေးစာဖတ်ကြည့်လိုက်ရင်တွေ့မှာပါဆိုတော့ကျွန်တော်ငလင်ဘေးတန်ငလင်နံခံစားကြရတဲ့ကျွန်တော်တို့ခရိုင်မျိုးနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်တို့ကဒါကျွန်တော်ရဲ့ process ကိုရပ်တန့်ထားတာပါဆိုတော့အခြားသောနေရာတွေမှာတော့ကျွန်တော်တို့တက်ခိုက်သိမ့်ပိုက်နေစေတက်ခိုက်သိမ့်ပိုက်နေတဲ့နေရာတွေကိုတော့ကျွန်တော်တို့ကလှုပ်တင့်လှုပ်ထိုက်တာတွေကိုတော့လှုပ်ဆောင်နေပါတယ် သူတို့ရင်နာသွားတဲ့အဓိကအချက်ကအခုအင်းတော်မျိုးသိန်းတိုက်ပွဲမှာကျွန်တော်တို့လူဦးတော်လန်ရေးကပေါက်ပွားလာတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဥဆောင်ပြီးတော့တိုက်ခိုက်ခဲ့တယ်ဆိုတော့အဲ့ဒီမှာခွေးလူဝက်လူတေသွားတဲ့ကောင်တွေနဲ့ခွေးပြီးဝပြေးထွက်ပြေးသွားတဲ့ကောင်တွေကလည်းရန်ကုန်တက်လို့နာမည်ကြီးနေတဲ့တမခ89ဆိုတော့ ရင်နာဆရာပါပဲရင်နာသိမှာဒါကျွန်တော်တို့တနှစ်သားအချို့ဆိုရင်တနှစ်သားနှစ်နှစ်သားသုံးနှစ်သားအချို့ကြတော့လေးနှစ်သားဒီကဝေးတက်ဖွဲ့ဝင်တွေသူတို့နှစ်ပေါင်းများစွာဒါလေ့ကျင့်ခဲ့ပါတယ်ပြင်ဆင်ခဲ့ပါတယ်ပြီးတော့နိုင်ငံတကာမှာသွားရောက်ပူးပေါင်းပြီးတော့လေ့ကျင့်သင်ယူခဲ့ပါတယ်ဤပညာတွေကလည်းတကယ့်ကိုဒီမှာထက်တန်းအဆင့်မှီပါတယ်ဆိုတော့ National Gallery ကို ကျွန်တော်တို့ကလေးတွေကတုတ်လိုက်တော့တို့မှဖြေစေရမရှိရင်ကွမ်းတာကြနေတာပါဆိုတော့ရင်ကွမ်းတာကြနေတဲ့ကောင်းလေးကိုလည်းကျွန်တော်ကထပ်ပြီးတော့3ပေးလို့တာကအင်းတော်မျိုးမတီဘယ်နေရာဟိုခရီးဆက်အောင်မှလဲဒါကြောင့်မနေ့ကဗီဒီယိုဖိုင်မှာကျွန်တော်မိဘတွေကိုကျွန်တော်မက်ဆေ့ချ်လေးညားစွာပေးခဲ့ပြီးပါပြီဟုတ်ပြီအခုတော့ ကျွန်တော်တို့ရဲ့ဒီနဆိုင်ရန်ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေရဲ့ဥဆောင်မှုနဲ့တစ်ခါတိမ့်ပိုက်ခဲ့ပြီးတော့ကာသုံးလုံးခရိုင်မှုရဲ့အမေပေးကုတ်ကဲမှုတွေနဲ့ကျွန်တော်တို့ရွေဦးတော်လန်ရေးကပေါဖွာလာတဲ့ကျွန်တော်တို့ရဲ့ရဲဘော်လူငယ်တွေနဲ့ကျွန်တော်တို့ရွေဦးတော်လန်ရေးကိုဝင်းရံကူညီပေးနေတဲ့ကျွန်တော်တို့မိပါတွေအားလုံးရဲ့ပူပေါင်းတော်အောင်ပွဲချစ်ပါတယ် လက်ရှိချိန်မှာကျွန်တော်ရဲ့ဒါ Telegram မှာတော့ကျွန်တော်လက်နဲ့ခေရန်အချို့ရရှိထားတာတွေကိုသိစီရမိထားတာတွေကိုတင်ပြပေးထားပါတယ်ကျွန်တော်ရဲ့မိဘတွေဝင်ရောက်ပြီးတော့ကြည့်ရှုနိုင်တယ်ပြီးတော့ကျွန်တော်တို့ဒါဖန်စီရမိထားတဲ့အကြမ်းဖက်စစ်ခွေးတက်ကနက်စနူကောင်တွေရဲ့ရုပ်သံဗီဒီယိုဖိုင်တွေကိုလည်းကျွန်တော်ထပ်မံပြီးတော့တင်ပြပေးပါမယ်ဟုတ်ပြီကျွန်တော်တို့ဒါပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကလည်းလက်နဲ့ချီပြီးတော့စစ်စင်ရေးဆောင်ရွက်ခဲ့တယ်အဲ့ဒီစစ်စင်ရေးမှာလည်းကျွန်တော်တို့ရဲဘော်လူငယ်တွေ ဖက်ဒရယ်နဲ့ဒီမိုကရေစီတိုက်ပွဲမှာမြင့်မြတ်စွာအသက်ပေးလူခဲ့ရတာတွေရှိပါတယ်။ဒါတွေကိုလည်းကျွန်တော်မိဘတွေကိုတပြပေးပါမယ်။ဒါကြောင့်လည်းပဲကျွန်တော်မိဘပြည်သူတွေကူညီပေးစရာအခုရှိပါတယ်။အဲ့ဒါကတော့ရခိုင်ဘကိုရိုမမှာရှိတဲ့ညောင်ကျိုးတိုက်ပွဲအတွင်းမှာဖပြေးပျောက်ဆုံးနေတဲ့ဗျူဟာမှုနဲ့နက်စနူကောင်တွေကိုအခုချိန်ထိရှာလို့မတွေ့သေးပါဘူး။ဘဝရက်ကွက်ကနက်စနူကောင်တွေလည်း သူတို့ viewer မှုသူတို့ဘယ်ရောက်လို့ဘယ်ပေါက်ဘယ်နေရာမှာရှိမှန်းသူတို့လည်းစုံစမ်းလို့မရဘူးသူတို့လည်းရှာပြင်းပြင်းထန်ထန်အပူတပြင်းရှာဖွေနေသေးပါအဲငလင်လှုပ်ပြီးတော့အစာဦးပြီပြီးတော့တခါလဲပွဲချင်းပြီးသွားတယ်ဆိုရင်တော့ကိစ္စကပြတ်သွားမှာပါအဲ့လိုမျိုးညောင်ကျိုးကထပြေးသွားတဲ့ viewer မှုငစနုအုပ်စုတော်မှာရှာလို့မတွေ့သေးဘူးအခုအင်းတော်မျိုးမှာလာရောက်တဆွဲထားတဲ့ရန်ကုန်တက်လို့နာမည်ကြီးတဲ့ တမခ89တမမှုနဲ့ငဆူကောင်တွေကလည်းထပ်မှန်ပြီးတော့ပျောက်ဆုံးသွားပါတယ်သူတို့ကတော့အမှုတွင်ထပ်ပြီးတော့ရှာဖွေနေကြပါတယ်တဲ့ဆိုတော့ကျွန်တော်ရဲ့မိဘပြည်သူတွေဝိုင်းပြီးတော့လိုအပ်ရင်ရှာပေးလိုက်ပါဦးဗျာပဲမြောင်းပဲချုံပဲတော်ဆက်မှာအမိမဲ့ဓာတ်ဘော်ဒီတွေကိုကျွန်တော်တို့နောက်ရက်တွေမှာထပ်မှန်ပြီးတော့တွေ့မြင်ရဖို့ရှိပါတယ် ဒီကနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေရဲ့အဓိကအချက်ကတော့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေလက်ရှိအချိန်မှာစီရေးစွမ်းဆောင်ရည်တွေနဲ့လက်ရှိနိုင်ငံရေးစီရေးတွဲဖက်ပြီးတော့လုံဆောင်နေတဲ့လူဦးတော်လှန်ရေးရဲ့ တကယ်ကိုထူးချွန်တဲ့လူငယ်တွေအဖြစ်ကျွန်တော်ရဲ့မိဘတွေတွေ့မြင်နေရပြီလို့ကျွန်တော်တင်ပြရင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုကိုအဆုံးသတ်ပြစေ။နောက်လာတဲ့ဗီဒီယိုတွေဒီချက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်။